အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ April 26ရက်နောက်ဆုံး update တွင်တွင်ကိုတင်ဆက်ဆွေးနွေးတင်ဆက်ဆွေးနွေးတော့ကြရအောင်ပါပထမကတော့ Donald Trump ရဲ့အခွင့်အကိစ္စပြောစုမှန်သမျှကိုအလင်းအညာရင်းကြီးပဲ fake news တွင်ပါဆိုပြီးမှတရုတ်က Donald Trump ကိုဆွဆွေးတာတွင်ရှိနေတယ်ပေါ့နော်ဒါကအဓိကကြံ့နေတဲ့တောချက်တစ်ခုကြီးဖြစ်နေတယ်ပြီးတော့ဒုတိယတစ်ပုတ်က ဒိုနယ်ထရမ့်ကမနေ့ကနော်ဝေးရဲ့ PM နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာရုရှားကိုတတိပေးထားတာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ငင်းချမ်းရဲ့ဆွေးနွေးတဲ့ကာလအစဉ်မှာပူတင်ကြီးကယူကရိန်းကိုဘုံကျေးလိုက်တဲ့အတွက်ထရမ့်ကတော့ပြောနေတယ် you need to stop ပေါ့နော်။ပူတင်ကိုပြောနေတယ်မင်းရတတ်တင်တယ်ဆိုမှပြောလာတယ်။အခုရုရှားဘက်ကလည်းယူကရိန်းရဲ့ဆွေးနွေးရေးကိုကျွန်တော်တို့လူချင်းပါတယ်ဆိုမှပြောလာတယ် ဒါကတမထရမ့်ကြီးကရုရှားကိုချင်းချောက်ပြီးတဲ့နောက်ပိုင်းမှာရုရှားဖက်ကသဘောတူညီလာတာတော့ကျွန်တော်တို့တော်တွေ့ရတယ်ပေါ့နော်ဒီအရာတွေကိုကျွန်တော်တို့ဒီနေ့တိဆက်ဆွေးနွေးတော့မှာဖြစ်တယ်အဓိကကတော့တရုတ်ကြီးကအဒွန်နယ်ထရမ့်ကအလင်းငင်ရုံပြောနေတယ်ပြီးတော့ US ရဲ့သတင်းတွေက fake news ဖြစ်နေတယ်ပေါ့ဒါပေမဲ့ထရမ့်ကတော့ပြန်ပြောနေတယ်မဟုတ်ဘူးပေါ့မဲသူတို့ကဘာလို့ပြောနေတာလဲပေါ့နော်ကျွန်တော်တို့ဒီမနေ့ထိတောင်တရုတ်နဲ့ဆွေးနွေးနေတာပဲဆိုမှထရမ့်ကတော့ပြောတာလို့ရှိနေတယ်ကဲ ဘာပဲဖြစ်ဖြစ်စကားမရှိဘဲနဲ့ကျွန်တော်တို့တက်တင်တဲ့တကွာပဲဆက်လက်ပြီးတော့ကြည်သွားပြီးမှဆွေးနွေးကြည့်အောင်ပါပေါ့နော်တရုတ်ကမှမလားထရမ်ကပဲမှမလားနောက်ဆုံးကြတော့ပြစ်တက်တို့ကိုယ်တိုင်ကပဲဆုံးဖြတ်ချက်ချပေါ့နော်ကဲဆက်လက်ပြီးကြည့်အောင် Shining and insinuating today that President Trump is lying. Just this moment, a spokesperson for China's foreign ministry said, so, China's foreign ministry, yeah, စုခရှိတဲ့လူက Trump ကအလင်းညာလို့ပြောရဲဆိုပါဆွဆွေးလာတယ်ပေါ့နော် China and the United States have not held any consultations or meetings or negotiations. အဲဆိုတော့ Trump ကမနေ့တနေ့ကသူကပြောထားတယ်ကျွန်တော်တို့တရုတ်နဲ့ US အကြားမှာငှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတယ်ဆိုမှ Trump ကပြောတာနော်ကျွန်တော်တို့ခဏခဏ podcast မှာပြောပြီးသားနော်ဘိန်ဂျင်းကဘက်ကပြောရတယ်ဆိုတော့တိုင်းပြည်ဆွေးနွေးတာမျိုးမရှိဘူးပြီးတော့အစည်းအဝေးလည်းမရှိဘူးပြီးတော့ negotiation လေးမရှိဘူးတော့ငှိနှိုင်းဆွေးနွေးတာမျိုးလည်းမရှိဘူးဆိုမှတရုတ်ဘက်ကပြောလာတယ်အခုနဲ့ပတ်သက်ပြီးမှပေါ့တော့ negotiations on tariffs and the idea that China ဆိုတော့တရုတ်ကြီးက Trump ကအလင်းကြီးလို့ပြောတယ်ဆိုပြောလာတယ်ပေါ့နော် engage the talks which president Trump has been asserting is quote fake news so သူကတော့ fake news လို့ပြောနေတယ်ပေါ့နော်အာမင်းတို့ဟိုပြောရတာနားထောင်ရတာတတိတူဖြစ်ဖြစ်ဆိုတော့ပြောလာတယ် President Trump repeated his claim here's what he said when asked about it this morning ဒါပေမဲ့တရုတ်ကြီးကအဲ့လိုပြောတဲ့ခါကျတော့အာတနည်းမီဒီယာတွေကထရမ့်ကိုပြောနေတယ်ကဲဒေါ်နယ်ထရမ့်ကြီးရေဒမရထရမ့်ကြီးရေပေါ့နော်ခင်ဗျားလုံခဲ့တဲ့တပတ်လုံးတစ်လအလုံးတစ်လျှောက်မှာကျွန်တော်တို့တရုတ်နဲ့ညှိနှိုင်းနေတယ်တိုင်ပင်နေတယ်ဆွေးနွေးနေတယ်လို့ဒမရကြီးပြောထားတာနော်အခုကတရုတ်ကြီးကဒမရကြီးအလင်ငယ်ရုံပြောတယ်ဆိုပြီးမှပြန်ပြောနေတယ်ပေါ့နော်ဒါကရှင်းပြလို့ရမလားအဆိုမှပြောလာတယ်မကြည့်ပါဦး Can you clarify whom the US is speaking with ဆိုတော့အဲ့ဒီ US ထဲကတော့ဘေးဖွဲ့အစည်းကတရုတ်နဲ့ညှိနှိုင်းဆွေးနွေးတာတွေလုပ်ခဲ့တာလေဒါကိုရှင်းပြလို့ရမလားဆိုတော့ပြောလာတယ်ဘာဖြစ်လို့လဲဆိုတော့ China they are saying it fake news တရုတ်ဘက်ကတော့ fake news လို့ပြောလာတယ်ဆိုတော့ပြောလာတယ်နော်မေးလာတယ်တော့ Trump ကပါပြောခဲ့လဲဆိုတော့ Well, they had a meeting this morning. So, Trump got up. Do you mean it, Dom? No. တရုတ်နဲ့ကျွန်တော်အစည်းအဝေးရှိနေတယ်ဆိုပြောနေတယ် so i can't tell you ဘောနော်ဘသူတွေနဲ့ပြောတယ်ဆိုတော့ကျွန်တော်တို့ပြောလို့မရအသေးဘူးဆိုတော့ပြောလာတယ် i can't tell you it doesn't matter who they is so it doesn't matter who they is ဘောနော်ဆိုတော့ခင်ဗျားတရုတ်ဖက်ကအလင်း Trump ကအလင်းညာကိုပြောတယ်ဆိုတော့ကိစ္စမရှိပါဘူးဆိုတော့ Trump ကတော့ပြောနေတယ် so we may reveal it later ဘောနော်ကျွန်တော်တို့မကြခင်မှာပဲတရုတ်နဲ့ US ရဲ့တိုင်ပင်ဆွေးနွေးရေးတွေကိုငှိနှိုင်းဆွေးနွေးမှုလုပ်တာတွေကိုအကုန်လုံးချပြပေါ်မှာဆိုမှာ ထရမ့်ကတော့ပြောနေတယ် and uh, so i think you have jeff as usual ဆရာတော့တော်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ကျွန်တော်တို့တရုတ်နဲ့ဆွေးနွေးနေစေဖြစ်နေတယ်လုံးဝထိတွေ့မှုရှိနေဆိုတော့ trump ကတော့ပြောလာတယ် we should know that the communist chinese government has a long history of lying အဲတော့သူတို့မျိုးသူပြောတာတော့မှန်နေတယ်ပေါ့နော်ဒီ communist ရဲ့ နော်တရုတ်ရဲ့ကွန်မြူနစ်အစုအယကြီးကနော်သူတို့တမိုင်းစင်လာရေးအမေရိကန်လင်ညာတော့ကျွန်တော်တို့သိတယ်ပေါ့နော် no, no? no? Although anyway while the president continues to assert that negotiations are very active with China it appears the US is no closer to striking any sort of trade deal what may be even more telling is that US Treasury Secretary Scott Bessent said yesterday that it could take 2 to 3 years 2 to 3, <laughs> three years. Hey ဒါပေမဲ့အဲ့ဒီတရုတ်နဲ့ right. hey, right. US ချားမှာတိုက်ပီဆွေးနွေးမှုရှိရင်တောင်မှပေါ့နော် China, အချင်းတွင်တော့ကြာနိုင်ချေရှိနေတယ်ဆိုတော့ US ရဲ့ဘန်ဒါရေးပိုင်းဆိုင်ရာရဲ့နော်ဒီလူကြီးတယောက်ကပြောခဲ့တယ်ဆိုတော့နော်ဒီကိစ္စအကြီးကတစ်နှစ်မဟုတ်၃နှစ်ကတော့အချင်းကြာနိုင်တယ်ဆိုမှပြောနေတယ်ပေါ့နော် years to fully rebalance trade with China. So fully rebalance ပေါ့နော် rebalance ကပြန်လည်ချင်းခွန်းလွှာပေါ့နော်အဲ့ဒီ rebalance ပြန်လုပ်ဖို့ရအတွက်ပြန်လည်ချင်းခွန်းလွှာပြန်လုပ်ဖို့ရအတွက်တော့ ဒီတနှစ်နှစ်တော့ကြာနိုင်ချေရှိတယ်ဆိုမှပြောလာတယ်။ तू အဲ့ဒီဒီ तू ပြောထားတဲ့စာပေါ့နော်တော်တော်လေးကောင်းနေတယ်အဲ့ဒီ finance ရဲ့လူကြီးတယောက်ကပေါ့နော် treasury ရဲ့လူကြီးတယောက်ပြောထားတာများကောင်းလာရှိတယ်။ US pack US pack ကအမားတစ်ခုကိုလေ तू ကထောက်ပြထားသလိုတရုတ်ဘက်ကလည်းပြောင်းလဲမှုတွေလိုအပ်တဲ့အကြောင်းတွေကို तू ပြောထားတာရှိတယ်။ပရိသတ်တို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော် full video နဲ့တင်ပေးမယ်ကွာ။ तू ကပြောနေတယ် ဒီတရုတ်ကြီးကပေါ့နော်ကျွန်တော်တို့ရဲ့ကမ္ဘာကြီးရဲ့ global system ကိုဖျက်ဆီးရဖျက်ဆီးကြောင်းလုပ်ခဲ့တယ်။သူကငိပတ်ငိပတ်နေလောက်ခဲ့တယ်ပေါ့နော်။ဆိုတော့တရုတ်ကလည်းပြောင်းလဲဖို့လိုအပ်တယ်ဆိုမှပြောလာတယ်။ China needs to change ဆိုမှပြောထားတယ်။ဒါပေမဲ့ US ဖက်ကလည်းတရုတ်ပေါ်မှာအခုလိုမျိုးအခွင့်အရေးအများကြီးကောက်တာကကျွန်တော်တို့နိုင်ငံအတွက်လည်းကောင်းမနေဘူးဆိုပြီးမှရှင်းပြထားတာရှိတယ်ကွာ။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ China ရဲ့ငိပတ်တဲ့အကြောင်းကိုလည်းသူကပြောထားတာရှိတယ်လို့ USA အနေနဲ့ USA လို့ဆောင်ချက်မကောင်းတာအကြောင်းတွေလည်းပြောထားတာရှိတယ်ကွာ။ ။ဒါရီပရိသတ်တို့စိတ်ဝင်စားမယ်ဆိုပြောပြမယ်ပေါ့နော်။အခုသူကသူကိုယ်တိုင်ကလည်းပြောနေတယ်။အဲ့ဒီပြန်လေချင်းချင်းလွှာမှုဆိုတဲ့နော်အဲ့ဒီ trade မှာပတ်သက်ပြီးမှပြန်လေချင်းမောင်းပြန်လေချင်းလွှာမှုဆိုတာကအနှစ်တစ်နှစ်နာနဲ့သုံးနှစ်ကြာနိုင်ချေရှိတယ်ဆိုပြောလာတယ်။ဆိုတော့တနည်းအားဖြင့်တရုတ်နဲ့ US အကြားဂုံတူရေးစစ်ပွဲကြီးကနော်တရုတ်နဲ့တရုတ်စပွဲပေါ်မှာမငှိနိုင်ဘူးဆိုရင်တော့အချိန်တွေကြာနိုင်ချေရှိတယ်ပေါ့ကွာ။ which they say is the goal or at least one of the goals of this tariff situation let's start our coverage today with CNN's Caitlin Collins at the White House. And, and Caitlin, first of all, all, Jeff was doing there was quoting what the Chinese were saying, and he was quoting them accurately. Well, what is uh, the Trump administration telling you about this back and forth between China and President Trump? Yeah, Jake, that wasn't some anonymously sourced report. It was the foreign ministry spokesperson and the commerce ministry were hearing from them on the record in this regard. Now, maybe there's some nuance here and who is doing the negotiating because the president was saying that the teams were meeting today, the U.S. teams and then Chinese officials. Uh, so, the U.S. team and Chinese team are going to be able to get the team and the Chinese team. ဒါမဲ့တရုတ်ကြီးကလည်းလို့ပြောနေတယ်။ကဲဒါပေါ်အထဒီဒါကတော့ CNN ရဲ့တုံးသက်ချက်ပိုင်းဖြစ်နေဆိုတော့တရုတ်တစ်ချက်လောက်ကြိုပြီးမှတခြားနေရာကြည့်အောင်ပေါ့နော်။ Welcome back to America Decides. In the wake of Russia's deadly attack on Kiev, which Charlie Daggett explained how difficult that was to achieve and how deadly it was, our Margaret Brennan spoke with the Russian Foreign Minister Sergei Lavrov for Face the Nation. Let's hear part of that conversation. I want to ask you about what President Trump said on Wednesday. The President of the United States says he thinks the U.S. and Russia have a deal. Let's get it done. အဲကဲဒါကရုရှားရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကြီးကသူကမင်းနေတယ်နော်ဘူထရမ်ကြီးကတော့ရုရှားနဲ့ US ကြားကတော့ညှိနှိုင်းမှုတစ်ခုအတွက်သဘောတူညီချက်တစုံတစ်ခုကတော့ရပြီလို့ထင်ထားခဲ့တယ်ပေါ့နော်ဆိုတော့ခမည်းကိုယ်တိုင်ကရောဘယ်လိုထင်ခဲ့လဲစူပီးမာနော်ဒီထရမ်ရဲ့ပြောတဲ့စကားကိုအခြေခံပြီးမှသူကပြန်မင်းနေတယ်ပေါ့ဆိုတော့ရုရှားရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကဘာပြောခဲ့လဲကြည့်ကြည့်အောင် Il well, Presidente the President of the e States uh, believes, and I think rightly so, that we are moving in the right direction. ဆိုတော့အခုထရမ့်ပြောတဲ့အတိုင်းပါပဲပေါ့နော်ထမ့်တင်တဲ့အတိုင်းပါပဲမှန်မှန်ကန်ပါလားသူကပြောလာတယ်ပေါ့နော်ကျွန်တော်တို့ကအခုမှန်ကန်တဲ့နီလန်ကိုရောက်နေပါပြီသူကပြောလာတယ် The uh, statement by the president mentions a deal and we are ready to reach a deal points, uh, elements of this deal which need to be fine tuned, and we are busy with this exact process. ဆိုတော့သူကပြောနေတယ်ပေါ့နော် Trump သမရကြီးရဲ့ပြောတဲ့အတိုင်းပါပဲပေါ့နော်ကျွန်တော်တို့ရဲ့ညှိနှိုင်းဆွေးနွေးမှုအလန်းစင်ကတော့ရောက်နေပြီပဲဒါပေမဲ့တခုတချို့တရားပေါ့နော် specifically ပေါ့နော် teacher အဲ့ကျွန်တော်တို့ specific ဆိုတော့ကျွန်တော်တို့ဘယ်မှာလို့ဘယ်လိုပြောသွားတာပြန်ပေးမလဲတော့မသိဘူးပေါ့ကွာ တချို့တရားပေါ့ကွာဒီအတိအကျရှင်းလင်းဆွေးနွေးမဲ့အရာတွေတော့ရှိသေးတယ်ဆိုမှပြောနေတယ်ဆိုတော့တနည်းအားဖြင့်ဇေဘူးရအားဖြင့်နော်ဒီတရုတ်ဟိုဆိုရုရှားနဲ့ယူကရိန်းရဲ့ငင်းချိုင်းရဲ့လမ်းစဉ်ကြီးကတော့ညှိနှိုင်းမှုတွေကတော့ရုရှားဘက်ကတော့သဘောတူလာပြီပေါ့ကွာတနည်းအားဖြင့်ပြောရမယ်ဆိုတော့ပေါ့နော် President of the United States did not spell out the elements of the deal, so it is not appropriate for me to do this. But he did say there was a deal and that he was sending his envoy, Steve Witkoff, to meet with Vladimir Putin Friday in Russia. So, uh, two years, Trump got it, but two years, special envoy, but a two kuzli, a two kuzli, the yaw chiku, tamra, Putin nele, two put, selut, selut, take, bibi, bono, any don't got Putin nele, no, nana, jar on, so, kapio, ke, pure, qua. Meeting still happening, and should we expect a deal this week? ဆိုတော့အဲ့ဒီအစည်းအဝေးတွင်ကလည်းဆက်လက်ပြီးလှုပ်ဆောင်နေစေဖြစ်နေတယ်။နော်ပူတင်ကြီးကလည်းတရုတ်ရဲ့ oh sorry US ကိုယ်စားလှယ်ကြီးနဲ့ဆွေးနွေးတာတွေရှိနေတယ်။ဆိုတော့အဲ့ဒီသဘောတူညီချိန်ညှိနိုင်ရဲ့ဆိုတာကဒီတပတ်တွင်မှရနိုင်မလားဆိုမှမင်းနေတယ်ပေါ့နော်။ Well, you don't trust the word of the president of the United States? I was asking your president's word. ဆိုတော့အဲ့လိုပြောတယ် ဒါဆိုတော့မင်းတို့ US တော်မှာအချစ်တော်တဲ့ Trump ရဲ့စကားလုံးကိုမယုံဘူးလို့မယုံဘူးလားဆိုတော့ပြန်မင်းနေတယ်ပေါ့တော့သတိမီဒီယာကလည်းပြန်မင်းနေမဟုတ်ဘူးမင်းတို့ Putin ရဲ့ရဲ့စိတ်နေစိတ်ထားကိုကျွန်တော်မယုံဘူးဖြစ်နေတယ်ပေါ့တော့ဆိုတော့အဲ့ဒီငိနိုင်ဆွေးနွေးရေးကြီးကိုဒီတစ်ပတ်မှာစီပြမလားတော့မေးတဲ့ခါကျတော့သူကလည်းအဲ့လိုမျိုးပြန်ပြန်ပြောတယ်ပေါ့ He told the US envoy, we, we continue our contacts with the American side on the situation in Ukraine. there are several signs that we are moving in the right direction. First of all, because President Trump is probably the only leader on earth who recognized the need to address the root causes of this situation. ဆိုတော့သူကတော့ပြောနေတယ်ပေါ့နော်အကယ်ကျွန်တော်တို့ကတော့အဒီညှိနှိုင်းဆွေးနွေးပြီးရေလမ်းရှင်မှန်ကန်တဲ့နေရာတော့ကျွန်တော်တို့ရောက်နေပြီလို့သူတို့ကပြောလာတယ်ရုရှားဘက်ကပြောလာတယ်ဒါတော့မဟုတ်သေးဘူးသူကသမ္မတ Trump ကြီးကိုချီးမွမ်းသေးတယ်ပေါ့နော် ယူကရိန်းနဲ့ရုရှားရဲ့အဓိကအရစ်မင့်စစ်ပွေးရဖြစ်တဲ့အကြောင်းရင်းကနော်ဒိုနယ်ထရမ့်တယောက်ကပဲအတိမပြုတဲ့လူဖြစ်နေတယ်နော်ကဘာမှာနော်ကဘာခေါင်းဆောင်မှာဒိုနယ်ထရမ့်တယောက်ကပဲကျွန်တော်ရဲ့စီရင်အရစ်အမင့်ဘာကြောင့်ရုရှားနဲ့ယူကရိန်းစစ်ရေးတွေဖြစ်ဖြစ်ဖြစ်ပွားခဲ့တာလဲဆိုရဲအရစ်အမင့်စစ်မှားတဲ့အရစ်မင့်ကြီးကိုဒိုနယ်ထရမ့်တယောက်ကပဲနော်ဒီနားလေတိရှိလဲလူတယောက်ဖြစ်နေတယ် အတိမပြည့်တဲ့လူတယောက်ဖြစ်နေဆိုမှ Trump ကိုချီကျူးလာတယ်ပေါ့နော်ရုရှားရဲ့နိုင်ငံချေးဝန်ကြီးက to pull Ukraine into NATO and this was a mistake by Biden administration and he wants to rectify this. အဲဆိုသူတို့ကလည်းပြောနေတယ်ပေါ့နော်ကျွန်တော်တို့အစကတည်းကနေ Ukraine ကိုနေတူးမဝင်ခိုင်းစေချင်တာဆိုတော့ဒီ Russia နဲ့စစ်ပွဲကြီး Russia နဲ့ Ukraine စစ်ပွဲရဲ့အဓိက အပစ်တင်ရမယ်လူကဘိုင်ဒန်ဖြစ်နေတယ်ဗောနော်တမားဘိုင်ဒန်ကဒီစပွေးကြီးကိုတော့သွားပြီးမှမြေမွေးလို့နေတယ်ဆိုတော့သဘောပါ Seth Jones joins me now for perspective. He is the defense and security. All right, ke baba bi Russia ka ro elu pyo nei bi bo no. Russia ka ro elu pyo nei bi. Thuro ka ro ngi nai mu rin do tabo tu ngi nei de. Da mae tchu a ya le rin ka ro sele swin nei phu thuro ma a chain lu a te de bo kwa. Bo ra ro ye. Yeah, okay, no, Tariffs, tonight the US and China sending conflicting messages over President Trump's tariffs, upending global markets and the US economy. After President Trump insisted the two sides were actively discussing tariffs, China calling it fake news, a Chinese official saying there have been no talks. Rachel Scott is at the White House. Tonight, China pushing back hard on a claim President Trump has been making for days that negotiations to end the trade war are well underway. Are you talking to them actively now? Uh, actively? Everything's active. But tonight, China calling that. So, uh, Trump got actively, but no longer, no. တော်တော်လည်းလည်းနဲ့ကျွန်တော်တို့ China နဲ့ပေါ့နော်ညှိနှိုင်းမှုတွေလုပ်နေတယ်ဆွေးနွေးမှုတွေလုပ်နေတယ်ဆိုမှပြောလာတယ်။ဒါပေမဲ့တရုတ်ကြီးကတာကိုငင်းပင်နေတယ်ပေါ့နော်။ကျွန်တော်တို့ US နဲ့မဆွေးနွေးပါဘူးဘာမှမပြောပါဘူးဆိုမှပြောလာတယ်။ fake news. A top Chinese official saying, quote, as far as I know, China and the United States have not held consultations you know the to? that we negotiations on the tariff issue, let alone reached an agreement. Today, reporters pressing the president. clarify with whom the U.S. is speaking with China? They're saying it's fake news that trade talks are happening. Well, they had a meeting this morning, so I can't tell you. It doesn't matter who they is. Uh, we may reveal it later, but they had meetings this morning. He never did reveal that information. It comes with the president under increasing pressure to bring the trade war he started to a close. Major retailers like Target and Walmart have warned... All right, yeah. ထားပါတော့ဒီကစားကြီးကတော့ Trump ကြီးကတော့အဲ့လိုပြောနေတယ်မဟုတ်ဘူးเนาะကျွန်တော်တို့တရားဥပဒေတွင်ဆွေးနွေးပါတယ် တရုတ်နဲ့ဆွေးနွေးတဲ့အဓိကအကြောင်းရင်းကလည်းကျွန်တော်တို့နောက်ကြန့်ချပြမှာပါဆွေးမထရမ့်ကတော့ပြောနေတယ်။ကဲဒါကတော့တရုတ်ကြီးက US ကိုဆွေးနွေးတယ်နော်။ကျွန်တော်တို့ဘာမှဆွေးနွေးတာမျိုးမရှိပါဘူးအလင်းညာရင်းကြီးပါပေါ့နော်။ထရမ့်ကတော့ပြောနေတယ်။မဟုတ်ဘူးကျွန်တော်တို့ဒီမနေ့မှပဲတရုတ်နဲ့ဆွေးနွေးတယ်ဆိုပြီးမှမနေ့ကထရမ့်ကပြောထားတာရှိတယ်။ April 25တွင်ကအခုက April 26ဆိုတော့ပေါ့နော်။25တွင်ကပြောထားတာရှိတယ်။ဆိုတော့အဓိက ်ဘာတွေဆက်ဖြစ်မလဲကျွန်တော်တို့မသိသေးဘူးဒါပေမဲ့ US ရဲ့ Treasury ပိုင်းမှာလူကြီးတယောက်ကပြောထားတဲ့တယောက်ကတော့ကျွန်တော်လုံးဝသဘောအကျဆုံးဖြစ်နေတယ်လုံးဝအလက်ခံဆုံးဖြစ်နေတယ်ပေါ့နော်သူကပြောနေတယ်ကျွန်တော်တို့ US နဲ့တရုတ်ကြားကိစ္စကစပွဲပေါ်မှာမြန်မြန်ဆန်ဆန်ညှိနှိုင်းမှုမရှိဘူးဆိုရင်ကျွန်တော်တို့ rebalance ပေါ့နော်အဲ့ဒီကုန်တွေးစပွဲကြီးကို fully rebalance ပြန်လုပ်ဖို့ရန်အတွက်ပြန်လေချင်းခွာ အချင်းလွှာဖို့ရအတွက်တော့တစ်နှစ်သုံးနှစ်တော့ကြာမယ်လို့သူပြောထားရတယ်နော်ဆိုတော့တရုတ်ကလည်းပြောထရမ့်ကလည်းပြောနေတယ်ကျွန်တော်တို့တရုတ်နဲ့ညှိနှိုင်းလို့မရဘူးဆိုရင်တော့ we set the number ပေါ့နော်ကျွန်တော်တို့ကအတိုင်းအတာတစ်ခုအထိဘောင်ဆွေးတော့မယ်အဲ့ဒီဘောင်ဆွေးပြတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပါတော့ကျွန်တော်တို့နေတော့မယ်တရုတ်မပါနဲ့လဲတရုတ်မပါပင်းနဲ့လဲကျွန်တော်တို့ပါတော့ကျွန်တော်တို့ဆက်လက်ပြီးဆက်ဆက်တော်တော့မယ်ဆိုပါထရမ့်ကြီးကလည်းပြောနေတယ်ဆိုတော့ပရိသတ်တို့အနေနဲ့ဘယ်လိုထင်ခဲ့လဲဒီကိစ္စအကြီးကြီးက ဒီအခုလာမဲ့ပတ်တွင်းမှာလာမဲ့လတွင်းမှာရှင်းလင်းဒါမျိုးမရှိဘူးညှိနှိုင်းတာမျိုးမရှိဘူးတဘိုးတူကြီးချက်တွေမလုံနိုင်ခဲ့ဘူးဆိုရင်တော့အနစ်နဲ့ကြံနိုင်ပေါ့မလားပေါ့နော်အခုနကျွန်တော် US pack က treasury pack ကပြောထားတဲ့ဥစ္စာကျွန်တော်တော်တော်လေးတော့တဘိုးတူမိတယ်ဒီကိစ္စကြီးကအနစ်နဲ့ကြံနိုင်တဲ့ကိစ္စကြီးဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့တရုတ်ကြီးကလည်းလုံးဝ back down ပေါ့နော်သူကဒူးထောက်ပြီးမှ US စီမှာလာဖို့တော့သူ့မှာစိတ်ကူးရှိမနေဘူးပေါ့ကွာ US ဘက်ကလည်းကျွန်တော်တို့တရုတ်မပါဘင်း AC အသက်ရှင်လို့ရပြီဆိုမှပြောလာတယ်။အဲဒါကြောင့်အိန္ဒိယမှာသွားတယ်၊ယူရိုပမှာသွားတယ်၊နောက်တခြားနိုင်ငံတွေနဲ့ညှိနှိုင်းမှုတွေလုပ်နေတယ်။ဆိုတော့တရုတ်နဲ့လုံးဝအပြေးပိုင်လိုင်းခွင့်ဖို့က US ကလည်းဝင်မလေးဘူးဖြစ်နေတယ်။တရုတ်ကလည်းသွားပြီးမှ US ကိုပြန်လည်တောင်းပန်ဖို့ပေါ့နော်ဒူးထောက်ပြီးမှတောင်းပန်တာမျိုးသူကလည်းမကြိုက်ဘူးဖြစ်နေတယ်ပေါ့နော်။ဆိုတော့ကက်ရှမီးယားတရင်းနဲ့ကျွန်တော်တင်ပေးပြီ bro အဲ့ဒီကက်ရှမီးယားကအချမ်းဖက်ဖို့အစည်းကတော့လူ အယောက်80ခွန်ကိုတတ်ဖြတ်ပလိုက်တာအဲ့ဒါကိုအိန္ဒိယဘက်ကပါကစ္စတန်ကိုပါကစ္စတန်ကိုဆွဆွေးခဲ့တယ်ပေါ့နော်ပါကစ္စတန်ကနူးဆော်တယ်ဘာငါဖြစ်တယ်ပေါ့နော်အခုကအိန္ဒိယနဲ့ပါကစ္စတန်နေဆက်မှာအိန္ဒိယတပ်သားနဲ့ပါကစ္စတန်ရဲ့တပ်သားတွေကပြန်လည်ပြစ်ခတ်တာမျိုးတွေရှိနေတယ်တတော်လေးတော့ hot ဖြစ်နေတယ်ပေါ့နော်ဒါကဆိုကျွန်တော်ပြောထားပြီးပြီမနေ့ကအလုံးခဲတဲ့မနေ့တနေ့ကပေါ့နော်ကဲဒါကတမျိုးဖြစ်နေတယ်အခုရုရှားဘက်ကခုနပရိသတ်တို့တွေ့တဲ့အတိုင်းပါပဲ ရုရှားရဲ့နိုင်ငံခြားရေးဝန်ကြီးကမပြောခဲ့လဲထရော့ပြောခဲ့တာမှန်တွင်ကြီးပဲဆိုတော့ပြောခဲ့တယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ရုရှားကအလူလူအဲ့ဒီယူကရိန်းရဲ့နှိမ့်နိုင်ပွဲမှာနော် US နဲ့တော့အလုံးဝအဆင်ပြေတယ် US နဲ့လုံးဝနှိမ့်လို့ရတယ်နော်ခုနကသူသူကိုယ်တိုင်ပြောထားတာနော်ရုရှားရဲ့နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ပြောထားတာနော်အဆင်ပြေတယ်တဲ့ကျွန်တော်တို့နှိမ့်နိုင်ရေးကိုအဆင်ပြေနေတယ်တချို့တချို့အကြောင်းအရာလေးတွေကထက်ဆွေးနွေးဖို့လိုအပ်တာတွေရှိတယ်တဲ့ တော့ Trump ပြောတာမှန်တယ်အကုန်လုံးအမှန်တွေကြီးပဲဆိုမှရုရှားဘက်ကလည်းဝန်ခံလာတယ်။ Donald Trump ကမနေ့ကပြောခဲ့လို့တည်လား။ကျွန်တော်တို့တဲ့ရုရှားနဲ့ညှိနှိုင်းဆွေးနွေးရေးလုပ်တာထက် Ukraine နဲ့ညှိနှိုင်းဆွေးနွေးရေးလုပ်တာပိုခက်တယ်ဆိုမှ Trump ကပြောလာတယ်။ဘာကြောင့်အဲ့လိုခက်တာလဲဆိုတော့ Ukraine ကအခုလက်ရှိမှာရုရှားကတင်ပြီးသားနေမျိုးတွေကိုအပြည့်အပိုင်ရုရှားရဲ့လက်ထေရောက်ဖို့ပေါ့နော်။သူတရားဝင်အတိမတ်မပြုတ်ချင်ဘူး Ukraine က။ ဥပမာ cry များ bro အရှိအလီပိုင်း ukraine lonax လို့ don donex လို့ carson လို့ပေါ့ဒီအရာအလုံးကအပြည့်အပိုင်း russia ကနော်တရားဝင်တရားဝင်နီးနဲ့တင်းသွားမှာကို ukraine ကလုံးဝမလူလာဘူးဖြစ်နေတယ်အဲ့ဒီနေရာမှာသွားပြီးမှကွန်တက်ကြတယ်ကွာတခြားတနေရာမှာတော့အဆင်ပြေတာတွေများကြီးရှိခဲ့တယ်အဲ့ဒီ crime များ ਨੇ အခုတို့တင်းနေတဲ့ခရိုင်လေးခုပေါ့အဲ့ဒီမှာတော့လုံးဝကိုတို့ကမကြိုက်ဘူးဖြစ်နေတယ်ယူကရိန်းဘက်ကဒါမဲ့ထရမ့်ကတော့တနည်းအားဖြင့်တော့မဟုတ်ဘူးဒီလူသားဆက်သွားနေမယ်ဆိုတော့စစ်ရေးကယေရှိယေရှိသွားမှာအကြာအကြာမှာဒါကြောင့် crime များကိုပြီးပိုင်ပေးလိုက်ကျွန်တော်တို့တရားဝင်အတိမပြုတ်မယ်ပေါ့ရုရှားရုရှားနေမည်ဖြစ်မယ်ဆိုအတယူတရားဝင်အတိမပြုတ်မယ်ဆိုပြီးမှ Trump ဘက်ကတော့ပြောလာတယ်ဟောတနည်းအားဖြင့်ပြောလာတယ်ဒါပေမဲ့ယူကရိန်းကလည်းကိုလုံးဝမကြိုက်ဘူးမဟုတ်ဘူးတဲ့ ျွန်တော်တို့ရဲ့အခြေခံဥပဒေနဲ့ဒါဒါမျိုးကကိုက်ညီမှုမရှိဘူးအဲဒါကြောင့်ကျွန်တော်တို့ကဘလူနီးနဲ့မှခရိုင်းမြားကိုရုရှားပိုင်လို့တရားဝင်နီးနဲ့အတိမပြုတ်နိုင်မှာမဟုတ်ဘူးဆိုပြောလာတယ်အေးအဲ့ဒီနေရာလေးမှာရုရှားဘက်က specific လို့ပြောနေကြတယ်ပေါ့နော်တချို့တရားလေးတွေကအစီအမပြုရာတွေရှိလို့ပြောကြတယ်ဒါမဲ့ဂျန်တဲ့နေရာပိုင်းမှာတော့အများကြီးတဘိုးတူညီချက်တွေရှိလာတယ်ခက်တာတစ်ခုကအဲ့ဒီနေ two member မှာတော်တော်လေး꽌သွားတတ်ကြတယ် UK ရင်ဘက်က တဘောတူညီချက်တော့ယူချင်းတယ်ကွာဒါပေမဲ့ငင်းချရဲ့အမခါချက်အနေနဲ့သူကနေတူးအတင်းဝင်ဖြစ်တော့ဝင်ချင်းလာတယ်ဒါပေမဲ့ဒေါ်နယ်ထရမ့်ကြီးကဝင်ခွင့်မပေးဘူးဖြစ်နေတယ်ဝင်ခွင့်ပေးမယ်ဆိုတော့ရုရှားနဲ့လုံးဝအကြိုက်မှာမဟုတ်ဘူးဆိုတော့လေရုရှားဘက်ကလည်းလုံးဝတောင်းဆိုနေတယ်ယူကရိန်းကိုလုံးဝနေတူးအဖွဲ့အဖြစ်အတိမပြုတ်နိုင်မှာမဟုတ်ဘူးမဝင်ခိုင်းနဲ့မဝင်ခိုင်းနဲ့ဆိုမှတားကြတယ်အစကရေကလည်းဒီကိစ္စကြောင့်ကျွန်တော်တို့ကတိုက်ပွဲတွေဖြစ်လာခဲ့တာ အစကရေကလည်း UK ရင်းက NATO အဖွဲ့ဝင်မဝင်ဘူးဆိုကျွန်တော်တို့ကတိုက်မှာမဟုတ်ဘူးပေါ့ဆိုအဓိကအကြောင်းရင်းကအဲ့ဒီ NATO ကိစ္စဖြစ်တယ်ဆိုတော့ပြောလာတယ်ဒါပေမဲ့ UK ရင်းကမကြိုက်ဘူး no 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 ကျွန်တော်တို့ဒီတိုင်းသားဖြစ်နေမယ်ဆိုရုရှားကိုယုံကြည်လို့မရဘူးကျွန်တော်တို့ရဲ့လုံခြုံရေးအာမခံအတွက် NATO ဝင်မှဖြစ်မယ်ဆိုပြီးမှပြောလာတယ်အေးအဲ့ဒီနေရာမှာသူတို့ကလုံးဝသဘောတူညီချက်တွေမရနိုင်တာကွာတနည်းအားဖြင့်ပြောရမယ်ဆိုတော့ crime များကိုတရားဝင်အတိမတ်ပြုတ်ဖို့အရေးက ယူကရိန်းကလုံးဝလက်မခံဘူးဒါတစ်ချက်တစ်ချက်ကရုရှားကလည်းယူကရိန်းကိုလုံးဝနေတူးအတင်းဝင်ဖြစ်မဝင်ခိုင်းစေချင်ဘူးဒါပေမဲ့ယူကရိန်းကလည်းလုံးဝဝင်ချင်တယ်အဲ့ဒီနေရာတွေမှာသူတို့ကတဘိုးတူညီချက်တွေမရနိုင်ခဲ့တာဒါပေမဲ့ဂျန်တဲ့အပိုင်းတွေမှာတော့အကုန်လုံးကတော့လုံးဝမှန်ကန်တဲ့လမ်းစဉ်ရောက်နေပြီဆိုပြီးမှရုရှားကိုယ်တိုင်ကလည်းပြောပြီးပြီဆိုတော့ဆိုတော့ဒီကိစ္စကြီးကဘာရင်းဆက်ဖြစ်သွားမလဲကျွန်တော်တို့လည်းမသိသေးဘူးပေါ့နော်အခုထိကတော့ဒီလိုပဲဖြစ်နေဆဲဖြစ်တယ် all right thank you so much for watching beautiful people ကျွန်တော်ရဲ့ channel လေးကိုတဘောချမိတယ်เนาะနိုင်ငံတကာသတင်းနဲ့ကမ္ဘာဘူဒ္ဓတွေနဲ့အာနားထောင်သူအတွက်ကြည့်ရှုသူအတွက်အကျိုးရှိတယ်ဆိုတော့ကျွန်တော် YouTube မှာ subscribe လုပ်ပေးချင်အပ်လို့ရပါတယ်ကြည့်နောက်မှပဲသတင်းတစ်တွေနဲ့ပြန်ဆုံမယ်ပေါ့เนาะအခုကျွန်တော်အချိန်ယူပြီးမှသွားပြီးမှလေ့လာအောင်ပဲပေါ့ဆိုတော့ I will see you guys evening all right thank you so much for watching beautiful people i love you guys take care god bless ကျွန်တော်ရဲ့ YouTube ကို ទៅបូជាដល់ស្នោ subscribe លោកពេជ្រចៅបាយបាយ